စစ်ကောင်မရှင်တပ်ဖွဲ့ဟာသူတို့အတွက်စီးပွားရေးအရာအရေးပါပြီးအားကိုးခဲ့ရတဲ့တနင်္လာရီတိုင်းကထိုင်းမြန်မာနယ်စပ်ကုတ်သွယ်ရေးစခန်းကြီးနှစ်ခုစလုံးကိုဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ကာလကထီကီးနယ်စပ်စခန်းလဲလို့ရပြီးတဲ့နောက်မှာအခုတခါမှာတော့တနင်္လာရီတိုင်းမောတောင်မြို့နယ်စပ်စခန်းကိုပါ KNU KNL ဥဆောင်တဲ့ပူပေါင်းတပ်တွေကနိုဝင်ဘာလ14ရက်နေ့မနေ့အစောမှာအပိသက်သိမ်းပိုက်လိုက်နိုင်ပြီလို့ကြေညာလိုက်ပါတယ်။ ဒီအမြင်မှုကြောင့် KNU တက်မဟာလီရဲ့နေမြေပိုင်ဆိုင်မှုနဲ့ထိ ंछ ုံနိုင်မှုဟာပုံမခိုင်မာလာပြီလို့လေးလာသူတွေကသုံးသပ်နေကြပါတယ်မောတော်မျိုးနေဆက်ဟာထိုင်းဘက်ကစင်ခုံးမျိုးနဲ့ဆက်တွယ်ထားပြီးဘိတ်ခရိုင်နဲ့ကုတ်တွယ်ရေးလမ်းကြောင်းဖြစ်တာကြောင့်စီးပွားရေးအရာအတော့ကိုအရေးကြီးပါတယ် KNU ဗိတ်တဝဲခရိုင်အသွင်ရမှုပဒူစောအင်နာရဲ့ပြောကြားချက်အရစစ်ကောင်မရှင်တပ်ဖွဲ့တွေနနစ်နီပါ ထိုးစစ်ဆင်ခဲ့ပေမဲ့အောင်မြင်မှုမရပဲစခန်းကိုလက်လွတ်ခဲ့ရတာပါ စခန်းကိုစတင်တိုက်ခိုက်ပြီး၄ရက်အကြာမှာစစ်ကော်မရှင်တပ်သားတွေဟာလက်နက်တွေနဲ့ထိုင်းဘက်ကိုထွက်ပြေးအနန္တာဖျက်ဆီးပစ်တာတွေလုပ်ပြီးစခန်းကိုစွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ဆိုပါတယ်။ဒါဟာဆိုရင်1992ခုနှစ်ကစစ်အာဏာရှင်သိမ်းယူခဲ့ရာကနေ35နှစ်အကြာမှာ KNU ကပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ်လက်ရှိမှာတော့စစ်ကော်မရှင်တပ်ဖွဲ့တွေဟာမောတောင်အနီးကတိတ်ခွန်းရွာဘက်မှာပဲစစ်ရင်အားစုထားပြီးနေ့တိုင်းလူလူတိုက်ပွဲတွေဖြစ်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်စစ်ကော်မရှင်တပ်အသွဲအဓိကဝင်ဝင်ရလမ်းဖြစ်တဲ့နယ်စပ်ကုတ်တွဲရေးစခန်းကြီးတွေဆုံရှုံလိုက်ရတာဟာစစ်ရေးစီးပွားရေးအရာကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိ ंछ ုံနိုင်မှုကပုံမူခိုင်မာလာပြီးဖြစ်တယ်လို့ဆိုကြပါတယ် မြန်မာနိုင်ငံရဲ့စစ်အုပ်ချုပ်ရေးမြို့တော်နေပြည်တော်လုံခြုံရေးဟာစိန်ခေါ်မှုကြီးတစ်ခုနဲ့ရင်ဆိုင်နေရပါပြီ။ နေပြည်တော်ဥတ္တရတီရီမြို့နယ်ထဲကစစ်ကွန်မရှင်တပ်ဖွဲ့နနစ်နီပါတက်ဆွဲထားတဲ့အခြေပြုလုံခြုံရေးစခန်းတစ်ခုကိုပြည်သူလူမျိုးရေးတပ်မတော် PLA ကနိုဝင်ဘာလ12ရက်နေ့ညနေပိုင်းမှာဝင်ရောက်စီးနင်းသိမ်းပိုက်လိုက်နိုင်ပြီလို့ထုတ်ပြန်လိုက်ပါတယ်။ဒီဖြစ်စဉ်ဟာမြို့တော်ရဲ့အနီးကပ်နယ်မြေကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိုးပေါက်တိုက်ခိုက်နိုင်ကြောင်းကိုပြသလိုက်တာပဲဖြစ်ပါတယ်။ ။တိပ်ပိုက်ခင်ရတဲ့စခန်းဟာရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်ကမိုင်တိုင်း243အနီးမှာရှိတဲ့ရတနာမြေအခြေပြုလှုပ်ချုပ်ရေးကင်းစခန်းဖြစ်ပါရီ။ PLA ရဲ့နိုဝင်ဘာလ14ရက်နေ့ထုတ်ပြန်ချက်အရစခန်းကိုဝင်ရောက်စီးနင်းချိန်မှာစစ်ကွန်မရှင်တပ်သားတွေဟာခဲယဲတွေနဲ့စစ်ပစ္စည်းတွေကိုစွန့်ပစ်ပြီးထွက်ပြေးသွားခဲ့ကြတာပါ။ PLA တပ်ဖွဲ့ဝင်တွေဟာရန်သူရဲ့ကင်းကြီးမျိုးစင်တွေ ဘန်ဂါရီအပါအဝင်စခဲတစ်ခုလုံးကိုရှင်းလင်းနိုင်ခဲ့ပြီးနိုဝင်ဘာ23ရက်နေ့မှာဒုတိယအကြိမ်ထပ်မံရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုဟာစစ်ကွန်မရှင်တပ်ဖွဲ့ကစစ်ကြောင်း၃ကြောင်းနဲ့နေမြေစိုးမိုးရေးစစ်ကြောင်းထိုးနေချိန်မှာဖြစ်ပွားခဲ့တာပါလက်ရှိမှာစစ်ကွန်မရှင်တပ်ရဲ့စစ်ကြောင်းနှစ်ကြောင်းဟာတိုက်ပိုက်ခင်ရတဲ့စခန်းကြီးကရွာနေရွာမှာအထိုင်ချထားတယ်လို့မြေပြင်သတင်းမြစ်တွေကပြောပါရယ် ဒီဖြစ်စဉ်မတိုက်ခင်နိုဝင်ဘာ17ရက်နေ့ကလည်းလေကတဒါစခန်းဂိတ်ကိုတက်ကုံ PDF ကတိုက်ခိုက်ခဲ့ရမှာစစ်ကွန်မရှင်တပ်သားနေရောက်တည်ဆုပ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်စီအုပ်ချုပ်ရေးမြို့တော်နေပြည်တော်နေမြေထဲမှာတော်လန်ရေးတပ်ဖွဲ့တွေရဲ့စစ်စင်ရေးတွေဟာပုံပြီးတော့အချိန်မြင့်လာနေတာကိုတွေ့ရပါတယ်။ဒါဟာမြို့တော်လုံခြုံရေးအတွက်စစ်ကော်မရှင်ကိုဖိအားပေးနေတဲ့ကြီးမားတဲ့လှုပ်ရှားမှုအဖြစ်သုံးသပ်နိုင်တယ်လို့လည်းဆိုကြပါတယ်။ မြမပြည်တွင်းစစ်ရဲ့အနှိဋ္ဌာယုံရီထဲမှာဘာသာရေးအမွေနစ်တွေပြက်စီးဆုံးရှုံးမှုကစိုးရိမ်စရာအကောင်းဆုံးထဲမှာပါဝင်လာပါတယ်ဆီယနာသိပ်ပြီး2025ခုနှစ်အထိဖုန်ကြီးကြောင်းတွေဗလီတွေခရီးရဖျားရှိခိုးကြောင်းတွေအပါအဝင်ဖာသာရေးအဆောက်အအုံပေါင်း200ကျော်ဖျက်ဆီးခံရတာဒါမှမဟုတ်ပြည့်စည်ခဲ့ရတယ်လို့အရက်ဖက်အဖွဲ့အစည်းတွေရဲ့မှတ်တမ်းတွေမှာဖော်ပြပါတယ် အခုလိုဘာသာရေးနေရာတွေကိုတိုက်ခိုက်နေတာဟာနိုင်ငံတကာဥပဒေကို ချိုးဖောက်နေကြောင်းဘာသာရေးခေါင်းဆောင်တွေကထောက်ပြလိုက်ပါတယ်။ Agency of Fight တည်င်းဌာနရဲ့ဖော်ပြချက်အရ2023ခုနှစ်ကနေ2025ခုနှစ်အတွင်းမြန်မာနိုင်ငံမှာဘာသာရေးဆိုင်ရာနေရာ200ကျော်ပြည်စီဆုံးရှုံးခဲ့ရပါတယ်။ ဒီအချက်လက်တွေဟာမြန်မာနိုင်ငံဆိုင်ရာလူလက်သောစုံစမ်းစစ်ဆေးမှုရန်တရား IIMM လို့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေနဲ့ကိုက်ညီနေပါတယ်။စစ်ပွဲထံကြောင့်ဘာသာရေးနေရာတွေတမကဈေးဘက်ဆိုင်ရာအဆောက်အုံ400ကျော်နဲ့ပညာရေးအဆောက်အုံ240ကျော်လည်းဖျက်ဆီးခံခဲ့ရတယ်လို့မက်တန်းတွေကဖော်ပြပါတယ်။စီပြင်းထန်တဲ့ချင်းကင်ရနဲ့ကချင်ပြည်နယ်တွေမှာရှိတဲ့ခရီးရဖျားရှိခိုးကြောင်းတွေဟာအပြင်းထန်တိုက်ခိုက်ခံခဲ့ရပါတယ်။ နိုင်ကော်မျိုးက Sacred Heart ချက်ရွှေနှလုံးတော်ဖရာเจ้าဟာ2023ခုနှစ်မှာဘုံကျဲတိုက်ခိုက်ခံရလို့ခူလုံနေသူ၄ယောက်တည်ဆုံခဲ့ပါတယ်။နိုင်ကော်က Chris the King Candidel Chris Du ဘုရင်ဖရာเจ้าလဲဘုံကျဲခံရပြီးစစ်တပ်ကသိမ်းပိုက်အသုံးပြုခဲ့ပါတယ်။ ဗမော်မြို့ကစိန်ပက်ထရစ်ခက်တီဒဲဆိုရင်2025ခုနှစ်မတ်လမှာဂိုင်းချုံနယ်တစ်ခုလုံးမီးလောင်ပျက်စီးခဲ့တယ်လို့မက်သန်းရီမှာဖော်ပြထားပါတယ်။နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရကိုးကွယ်ဝူပြရာနေရာတွေကိုကာကွယ်ပေးထားသင့်ပေမဲ့မြန်မာနိုင်ငံမှာအ धिक ဘာသာရေးဆိုင်ရာနေရာတွေပြင်းထန်ထားခင်ရတာဟာကြီးမားတဲ့လူအခွင့်အရေးချိုးဖောက်မှုအဖြစ်ကဘာကပါစောင့်ကြည့်နေကြပါတယ်။ ထိုင်းနိုင်ငံဟာရွှေ့ပြောင်းအလုတ်သမားတွေနဲ့ဆိုင်တဲ့အလုတ်သမားရေးရမူဝါဒတွေကိုအရေးပေါ်ပြောင်းလိုက်တယ်လို့ဆိုရမှာပါထိုင်းကမ္ဘောဒီးယားနှင့်ဆက်သင်းမှမူကြောင်းကမ္ဘောဒီးယားရွှေ့ပြောင်းလုတ်သားတသိန်းနီးပါးရဲ့နေထိုင်ခွင့်တက်တန်တိုးပေးဖို့ကိုထိုင်းအစိုးရကရက်ဆိုင်လိုက်ပါတယ်။အဲ့ဒီနောက်လစ်လက်သွားတဲ့အလုတ်သမားနေရာတွေကိုဖြစ်စည်းဖို့အတွက်မြန်မာ၊လာအိုနဲ့ BNN နိုင်ငံသားတွေရဲ့မက်ပုံတင်လုပ်ငန်းတွေကိုအချိန်မြင့်သွားမယ်လို့ထိုင်းအစိုးရကကြေညာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာမြန်မာလုပ်သားတွေအတွက်အခွင့်အလမ်းအသစ်တွေဖြစ်လာမလားဆိုတာဆက်ပြောပြပါမယ်။အလုပ်သမားဝန်ကြီး Miss Trino Tian Thao ကနိုဝင်ဘာလ17ရက်နေ့မှာအစီအစဉ်ကိုအတည်ပြုခဲ့တာပါ။နေဆက်မှာထိုင်းစစ်သားတယောက်မြေမြုပ်မိုင်းထိခိုက်ပြီးတဲ့နောက်ကမ္ဘောဒီးယားလုပ်သားတွေရဲ့နေထိုင်ခွင့်ကိုရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ အလုတ္တမပြောင်းလဲမှုကိုဖြည့်ရှင်းဖို့အတွက်ဝန်ကြီးဟာမြန်မာလာအိုနဲ့ VNN နိုင်ငံသားတွေရဲ့အလုတ်လုတ်ခွင့်တက်တန်းတွေကိုအမြန်ဆုံးတိုးမြှင့်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။အရေးကြီးတဲ့အချက်ကတော့ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်း၉ခုကမြန်မာဒုက္ခသည်၄တောင်ခန့်ကိုလည်းထိုင်းအလုတ္တမစနစ်တွင်ဝင်ရောက်နိုင်အောင်လှုပ်ဆောင်သွားမယ်လို့ဝန်ကြီးကအတည်ပြုပြောကြားခဲ့တာပါ။ဒီလိုစားထုတ်ခေါ်ယူမှုတွေကြောင့်မြန်မာလုတ်သားတွေအတွက် အလောက်ကင်ခွင့်လန်းတွေပိုပွင့်လာမှာဖြစ်ပေမဲ့အထောက်ထားမဲ့သူတွေကိုဖမ်းဆီးမှုတွေရှိနေသေးတဲ့အတွက်လော်ချယ်ရီကိစ္စကိုပါထက်သွင်းစဉ်းစားဖို့လိုအပ်နေသေးဖြစ်ပါတယ်။